အားလုံးမင်္ဂလာပါရှင်။ VOC သတင်းဌာနကနေပြန်လည်ကြေဆိုပါရစေ။ကျွန်မကတော့အေးတင်စားပါ။ဒီကနေ့ဒီဇင်ဘာလ9ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ယနေ့ရနှဆင်းရမယ့်သတင်းတွေကတော့ဖလန်ဖက်ကိုစစ်ကြောင်းထိုးလာတဲ့အကြံဖက်စစ်တပ်ကဘွယ်ခွားကျေးရွာသားဆေးရောက်ချမနေကိုဖမ်းဆီးပြီးလူသားတိုင်းကာဖြစ်အုံပြုနေတဲ့သတင်းကံပလက်မြို့ကိုအကြံဖက်စစ်တပ်ကလေးချောင်းကနေအကြင်ကျင်းပုံကျဲတိုက်ခိုက်ခဲ့တဲ့သတင်း ချင်းပြည်တော်ပိုင်းဘလောဝမြို့နယ်ကကျောင်းသူနှုတ်ကို အာရခန်တတော်အေကဖမ်းဆီးထားတဲ့တရင်တွင်နဲ့တူအခြားဆက်ဝင်စားဆဲရနောက်ဆုံးရတရင်တွေတိဆက်ပေးဖို့ရှိပါတယ်။ချင်းပြည်ဖလန်မြို့နယ်ဘွယ်ခွားကျေးရွာကဘီသူဆဲရောက်ထမင်းကိုအကြံဖက်စစ်တပ်ကဖမ်းဆီးထားတယ်လို့သိရပါတယ်။တီရီမြို့နယ်စည်ရင်ဒေသတိုင်ရင်ကျေးရွာကဖလန်မြို့ကို UTP စစ်ကြောင်းထိုးလာတဲ့အကြံဖက်စစ်တပ်ဟာ ွက်ခွားချေးရွာကိုဝင်ရောက်ပြီးအယက်သားပြည်သူတချို့ကိုဖမ်းဆီးခဲ့တာလို့ခြေတန်းရောက်သတင်းရင်းမြစ်ကပြောပါတယ်။ဘွက်ခွားဒေတာခန့်တွေဟာကျူတင်ပြီးစစ်ဘေးရှောင်ကြပေမဲ့သူတို့ရွာအနီးကမြို့ခိုးတွေထွက်လာတာကြောင့်ရွာမိရှုခံရတဲ့ချိန်ပြီးသွားကြည့်ကြတဲ့အချိန်မှာအကြံဖက်စစ်တပ်ကသူတို့ကိုဖမ်းဆီးခဲ့တာလို့သိရပါတယ်။ အဖမ်းခံရသူတွေထဲမှာတာယာကုံချေးရွာကကျောင်းဆရာတဦးလည်းပါဝင်ပြီးအဲကျောင်းဆရာကိုအကျန်းဖက်စစ်တပ်ကတပ်ဖြတ်သွားတယ်လို့ကြားရပေမဲ့ VOC အနေဖြင့်တိကျအတည်ပြုလို့တော့မရသေးပါဘူးအကျန်းဖက်စစ်တပ်ဟာဒီကနေ့မှာဘော်ခွာချေးရွာကနေဆက်လက်ထွက်ခွာပြီးဖမ်းဆီးထားတဲ့ရွာသားတွေကိုလည်းလူသားတိုင်းကအဖြစ် ခေါ်ဆောင်သွားကြတယ်လို့သိရပါတယ်ကလီမြို့နေနန်းချောင်းချေးရွာကနေဘော်ခွာချေးရွာဘက်သို့စစ်ဘေးရှောင်လာတဲ့အသက်23နှစ်အရွယ် ကျော်ဆိုးလွင်ခေါ်ကြော်ကြော်ဟာလဲအကျန်းဖစစ်တက်တွေထောင်ထားတဲ့မိုင်းနှမီလို့မနေ့ကတိတ်ဆုံးသွားတယ်လို့သိရပါတယ်။အကျန်းဖစစ်တက်ဟာဖလက်မြို့ကို UTP တိုင်ငင်းကျေးရွာနဲ့ဝေဘူလာမြို့ကနေစစ်အင်အားအလုံးရင်ဖြင့်ထိုးစစ်ဆင်နေတာကြောင့်အဲ့ဒီလမ်းကြောင်းတစ်လျှောက်ကဒေသခံပြည်သူတွေဟာပေးလွှတ်ရာဒေါတောင်တွေထဲကိုထွက်ပြေးတင်းရှောင်နေကြရဆဲဖြစ်ပါတယ်။ ချင်းပြည်တောင်ပိုင်းကံပလက်မြို့ကိုအကြံဖစစ်တပ်ကဒီကနေ့ဒီဇင်ဘာလ9ရက်နေ့လေးပိုင်းမှာလေကြောင်းခန့်နေပုံကျိတိုက်ခိုက်မှုအကြင်ကျင်းပြုလုပ်ခဲ့ပါတယ်။ချင်းတော်လာရဲ့တပ်ဖွဲ့တွေတိမ်ပိတ်ထိ ቸው ထားတဲ့ကံပလက်မြို့အနီးတစ်ဝိုက်ကိုဒီကနေ့12နာရီခွဲလောက်မှာတိုက်လေရင်ဖြင့်ပုံ၈ကျင်းကျေချခဲ့တယ်လို့ကံပလက်မြို့နေလူသားစာနာပေးစီမံဌာနကထုတ်ပြန်ပါတယ်။ကံပလက်မြို့အထက်ဘက်ကဟိုတယ်စုံအနီးတစ်ဝိုက်ကိုပုံကျိတိုက်ခိုက်ခဲ့တာလို့သိရပြီးအယက်သားထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလ၂ရက်ကလည်းကာမလန်မြို့ကိုလေကြောက်ကနေပုံကျစ်တိုက်ခိုက်မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမဲ့အရက်သားထိခိုက်မှုမရှိခဲ့ဘူးလို့ကမ်ဘလန်မြို့နယ်လူသားစာနာဘေးစီမံဌာနကဆိုပါတယ်ဒီခေတ်အော်တိုဘာလာတုန်းကလည်း CDF ကံပလတ်စစ်ဦးစီးချုပ်ရဲ့မင်္ဂလာပွဲချင်းပါရနေရကိုအကြံဖစစ်တက်ကပုံကျဲတိုက်ခိုက်ခဲ့လို့ရေးမေတအူအပါဝင်၃ဦးတေဆုံးက၁၅ဦးထပ်မနေတိုက်ရန်ရရှိခဲ့ပါတယ်။ ချင်းပြည်တောင်ပိုင်းဘလောအမျိုးနယ်ကကျောင်းသူနှစ်ဦးကိုအာရခန်တပ်တို့အေအေကဖမ်းဆီးထားပြီးယနေ့ချိန်ထိပြန်လွှတ်ပေးခြင်းမရှိသေးဘူးလို့ဒေသခံတွေက ပြောပါတယ်။ဖမ်းဆီးထိန်းသိမ်းခံရတဲ့ကျောင်းသူနှစ်ဦးဟာဘလောအမျိုးနယ်အထက်ငရှားကျေးရွာကသက်၁၉နှစ်အရွယ်ဝိတ်နန်းဝေနဲ့အထက်နုံဘူးရွာကအသက်၁၈နှစ်အရွယ်ဝိတ်ဝေရီတို့ဖြစ်ပါတယ်။ တို့နှစ်ဦးဟာဒီဇင်ဘာလတရနေ့ကမီဇိုရမ်ပြည်နယ်ဖက်ကူသွားပိုဆက်လင်းတဲ့ကလတန်မြစ်ကြောင်းအတိုင်းတက်လာတဲ့အချိန်ရှင်းလဝကြေးရွာကအရခန့်တတူအေအေရဲ့စစ်စေးရိတ်ကိမှာဖမ်းဆီးခံရလာလို့အဲ့ဒီအချိန်လေးကိုသိရှိသူတဦးကပြောပါတယ်။ရှင်းလဝကြေးရွာကအရခန့်တတူအေအေရဲ့စစ်စေးကိဟာအလဝမျိုးနဲ့အဝင်အထွက်ကို အကြီးကစစ်ဆေးတဲ့ဂိတ်တစ်ခုဖြစ်ပြီးအဲ့ဒီကြောင့်သူနှစ်ဦးအပြင်အခြားပလောဝဒေတာခန့်တချို့ကိုလည်းဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရပါတယ်။ ဖန်ဆီးခံရတဲ့သူတွေကိုအေအေကဘယ်မှာဖန်ဆီးထိန်းသိမ်းထားလဲဆိုတာမသိရပဲပိသစုဝင်တွေလည်းအဆက်အသွယ်မရကြတာကြောင့်စိုးရိမ်ပူပန်နေကြရတယ်လို့သိရပါတယ်။ချင်းပြည်ပလောဝမြို့နယ်ကို တိမ်ပိုက်ထင်ချုပ်ထားတဲ့အာရခန်တက်တော် AA ဟာယခုနှစ်မလတုန်းကအမျိုးသားကကွေရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP ထုတ်ပြန်ကအသက်18နှစ်ကနေ25နှစ်အထိ အမျိုးသမီးတွေနဲ့အသက်18နှစ်ကနေ45နှစ်အထိအမျိုးသားတွေကိုစစ်မှုထမ်းရမယ်လို့အမိန့်ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့နိုဘာလစပိုင်းကစပြီးပလောဝမြို့နယ်မှာလည်း AA ကစစ်မှုထမ်းအမိန့်ကိုအကောင့်အထည်ဖော် ဆောင်လာတာကြောင့်ချင်းလူငယ်အမျိုးများဟာမီဇိုရမ်ပြည်နယ်ကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။ CDF ဝန်ကောင်ရမ်ရေးပေါ်တဦးဟာရှီတန်းစစ်စင်ရေးတခုမှတိုက်ပွဲဝင်ရင်ကြားဆုံးခဲ့တယ်လို့သိရပါတယ်။ CDF ဝန်ကောင်ရမ်ချင်းလန်းပြည်သူ့ကော်မတီတက်မတော်တက်ရင်နှစ်ကရေဘော်လမ်းမွန်ဆန်းဟာဖလန်မျိုးတက်လာတဲ့အကြံဖက်စစ်တပ်ကို ခုခါတိုက်ခိုက်တဲ့ဇောင်းလိုင်းစစ်စီရေးမှာရွရွချွန်ချွန်တိုက်ပွဲဝင်ရင်ဒီဇင်ဘာလ6ရက်နေ့ကမြင့်မြတ်စွာကြဆုံခဲ့တယ်လို့ CDM ဝန်ကောင်ရောင်းကဒီဇင်ဘာလ9ရက်နေ့ကထုတ်ပြန်ပါတယ်။စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ခိုက်ရေးနဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်ဘေးအပ်သောတာဝန်များကိုကျေပွန်စွာထမ်းဆောင်ရင်းမိမိအသက်ကိုပေးထိုးသွားတဲ့ရေးပေါ်လက်မွန်ဆာကိုအုံမြုပ်ကွန်ပျူတာ CDM ဝန်ကောင်ရောင်းကဖော်ပြပါတယ်။ ရေဘလက်မဆာဟာရဲ့ရေဆွမ်းတတိနဲ့ဆွမ်းဆွမ်းဆာမှုတို့ကိုအစင်အောင်မေတရိယာလျက်ဖြီတုဒေါ်လာရဲ့အောင်မြင်တဲ့အထိဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ CDF ဝန်ကောင်ကကတိသစ္စာပြုထားပါတယ်။အလားတူ CDF မတူပီတပ်ဖွဲ့ဝင်ရေဘဆလိုက်အောင်ပိုင်ဟာလည်းတိုက်ပွဲပြင်းထန်တဲ့ရှီတန်တနေရမှာဒီဇင်ဘာလ10ရက်နေ့ကတိုင်းပြည်နဲ့လူမျိုးတွေအသက်ပေးဆက်ခဲ့ရတယ်လို့ MRO CDF မတူပီကယနေ့ထုတ်ပြန်ပါတယ်။ ဆလိုင်းအဘရဲ့တာဝန်ကျေပုံမှုနဲ့ပေးဆက်မှုတွေကိုလေးစားကုန်ပြောကြောင်းရည်သူမိသားစုများနဲ့အတူထက်တူထမ်းများဝမ်းနေကြေကွေရတယ်လို့ MRO CDF မတူပီကထုတ်ပြန်ထားပါတယ်။ထိုင်းမြန်မာနယ်စပ်တလျှောက်ကအကြံဖက်စစ်တပ်ရဲ့တဆက်ခန်း55ခုကိုတနစ်အတွင်း KNU နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ကရင်ငင်းချမ်းရဲထောက်ကူပြုတ်ကုန်ရဲ KPSN ရဲ့အစီရင်ခံစာကထုတ်ပြန်ပါတယ်။ ကရင်ငိချမ်းရဲ့အထောက်ကူပြုကွန်ရက် KPS N ဟာဒီကနေ့ဒီဇင်ဘာလ9ရက်နေ့မှာအရှိတ်နေဆက်ကိုပြန်လည်သိမ်းပိုက်ခြင်းဆိုတဲ့အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီစီရင်ခန်းစာထဲမှာထိုင်းမြန်မာနယ်စပ်တချောက်ကအချမ်းပစစ်တပ်ရဲ့လက်စခံ55ခုကို KNU နဲ့မဟာမိတ်တပ်ဖွဲ့တွေကပြီးခဲ့တဲ့နှစ်အောက်တိုဘာလကနေယခုနှစ်အောက်တိုဘာလတနှစ်တာတွင်မှာတင်ယူနိုင်ခဲ့တယ်လို့ဖော်ပြပါဗျာ။ ဆရာနာသိန်းနဲ့2021ခုနှစ်ဖေဖော်ဝါရီလကနေယခုနှစ်ဩဂတ်လအထိလေးနှစ်ကျော်ကာလအတွင်းမှာတော့ KNU နဲ့ပူးပေါင်းတပ်ကတင်ယူထားတဲ့တပ်စခန်းဟာနေဆက်စခန်းတွေပါဝင်စုစုပေါင်း193ခုထိရှိလာပြီလို့ KPSN ရဲ့အစီရင်ခံစာမှာဖော်ပြပါတယ်။တစ်ဖက်မှာလည်းအကြံဖက်စစ်တပ်ဟာဒေသခံပြည်သူတွေကိုချောက်ယွင်းစေဖို့ဒေါ်လာရဲ့ဖွဲ့စည်းတွေစစ်တကြဆင်းစေဖို့ရည်ရွယ်ပြီးအများပြည်သူဆိုင်ရာအဆောက်အအုံအများပြားကို ၊လေကြောင်းလက်လက်ကြီးတိုက်ခိုက်မှုတွေကိုအရှိန်မြှင့်လှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်2024စက်တင်ဘာလကနေယခုနှစ်စက်တင်ဘာလအထိတနည်းအတွင်း KNU ရဲ့အုပ်ချုပ်ရေးနေမြေခုနှစ်ခုထဲမှာရှိတဲ့ပုံကြီးကျောင်းခရိယံဖရာရှိခိုးကျောင်းစာတင်ကျောင်းနဲ့ဆေးဘက်ဆိုင်ရာအဆောက်အုံတွေပါဝင် အရက်ဖက်ဆောက်အုံစုစုပေါင်း108လုံးပျက်စီးခဲ့တယ်လို့ KPSN ကဖော်ပြထားပါတယ်။ KNU ရဲ့အုပ်ချုပ်ရေးနေမြေကို ခရိုင်ခုနှစ်ခုနဲ့ဖွဲ့စည်းထားပြီးဒုပလာခရိုင် ဖအံမူချောခရိုင်ဖပွန်ပိတ်တဝေခရိုင်ခလေလွေထူခရိုင်ညောင်လေးပင်ဒိုးဥခရိုင်တောင်ငူနဲ့ဒိုးတထူခရိုင်တထုံလို့ဖြစ်ပါတယ်ဒါပြင်ခေအယုကအုတ်ချုပ်ရင်းနေမြေတတ်မှတ်ထားတဲ့ခရိုင်ခုနှစ်ခုထဲမှာစစ်ပေးရှောင်ပြည်သူတိတ္တသမနှစ်တန်းကျော်ရှိလာပြီလို့သိရပါတယ်။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။